မင်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုနောက်ပိုင်းမှာလူဆယ်ယောက်မှတစ်ယောက်လောက်ဖြစ်ပေါ်နေတဲ့ ADHD လို့ခေါ်တဲ့အာရုံကြောပြဿနာအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုမှာ ADHD ရဲ့အဓိကလက္ခဏာတွေ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ADHD ကုသမှုအဆောင်ရှိတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့အခမ်းအနားကဏ္ဍတွေအလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ ADHD ဆိုတာဘာလဲနဲ့အဓိကလက္ခဏာတွေအကြောင်းကိုစတင်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ADHD ဆိုတာပါလေ ADHD attention deficit hyperactivity disorder ဆိုတာကအာရုံစူးစိုက်မှုချုပ်ယွင်းပြီးတော့တက်ကြွလွန်ယောဂဖြစ်ပါတယ်ဒါဟာမွေးရပါဒါမှမဟုတ်ငယ်စဉ်ကတည်းကစတင်တတ်တဲ့အုံနှောက်ရဲ့အာယုံကြောဆိုင်ရာဖွံ့ဖြိုးမှုချွတ်ယွင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ADHD ရဲ့အဓိကလက္ခဏာများအာယုံစူးစိုက်မှုချွတ်ယွင်းခြင်း inattention စိတ်ပြန့်လွယ်ခြင်းအာယုံဆက်ရခက်ခြင်းတေချာဂရုမစိုက်နိုင်ခြင်းအမှားယွင်းများခြင်း စကားပြောတာကိုနားထောင်ရင်အလုံးအယုံပြန့်လွယ်ခြင်းကြုံကြားချက်တွေကိုလိုက်နာဖို့ခက်ခြင်းအလုတ်တာဝန်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ခက်ခဲခြင်းအလုတ်တွေအချိန်စရားတွေကိုစီမံခန့်ခွဲဖို့ခက်ခြင်းစာသင်ခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမေ့လျော့ခြင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့တက်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်းရေရှည်စဉ်းစားရတဲ့အလုတ်တွေကိုရှောင်ကျဉ်ခြင်းတို့ဖြစ်ပါတယ်အပြုတ်မှုထင်းချုပ်ရခက်ခြင်းနဲ့တက်ကြွလွန်ခြင်းတနေရာထဲမှာကြကြထိုင်နိုင်ဖို့ခက်ခဲခြင်း ထိုင်ရာကနေမကြခဏထခြင်းတေလွှာခြင်းတက်ကြွနေခြင်းအတံမြည်တဲ့အယုတ်ဂိမ်းတွေနဲ့ဆော့ကစားရတာစိုက်နှက်သက်ခြင်းတခြားသူတွေစကားပြောနေတဲ့အချိန်မှာကြားဖြတ်ခြင်းစကားဝင်ပြောခြင်းမိကုမပီးခင်အဖြေကိုကြိုတင်ပြောခြင်းစောက်စားဖို့အတွက်ခက်ခဲခြင်းဥပမာသူများစကားပြောပြီးတာကိုစောင့်မနေတတ်တာသူများရဲ့အလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တာတို့ဖြစ်ပါတယ် ADHD အမျိုးအစားတွေကတော့အာရုံစူးစိုက်မှုချုပ်ယင်းချက်ပိုများတဲ့အမျိုးအစားအာရုံစူးစိုက်မှုချုပ်ယင်းခြင်း inattention တဲ့ကမှလက္ခဏာတွေကပိုပြီးတော့ထင်ရှားနေခြင်းတက်ကြွလွန်ပြီးတော့အပြုတ်မှုထင်းကျုပ်ရခတ်တဲ့အမျိုးအစားအပြုတ်မှုထင်းကျုပ်ရခတ်ခြင်းနဲ့တက်ကြွလွန်ခြင်းကနေလက္ခဏာတွေပိုမှုထင်ရှားနေတာပေါင်းစပ်အမျိုးအစားအမျိုးအစားနှစ်ခုစလုံးရဲ့လက္ခဏာတွေရောနှောနေတာအခုနောက်ပိုင်းမှာအဖြစ်အများဆုံးအမျိုးအစားလေးဖြစ်ပါတယ် ဆက်လက်ပြီးတော့ ADHD ရဲ့အကြောင်းရင်းတွေကုသမှုတွေအသက်အရွယ်လောက်ဖြစ်ပွားမှုအခြေအနေနဲ့ ADHD ရဲ့ရောဂါကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဖြစ်ရတဲ့အကြောင်းရင်းများအကြောင်းရင်းအတိအကျကိုတော့လေ့လာတွေးရှိထားတာမရှိသေးပေမဲ့အခုဖော်ပြမယ့်အချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါဗျ။မျိုးရိုးဗီဇမိသားစုရဲ့မှာ ADHD ရှိတဲ့သူရှိရင်ဖြစ်နိုင်ခြင်းပိုများပါဗျ။ အုံနှောက်ရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက်အုံနှောက်ရဲ့အာယုံစူးစိုက်မှုဆုံးဖြတ်ချက်ချမှုနဲ့ထိန်းချုပ်မှုကိုစီမံတဲ့နေရာတွေမှာခြားနားချက်ရှိခြင်းပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုယ်မဆောင်နေတဲ့အချိန်မှာစလိတ်တောက်တာအရက်တောက်တာငွေကင်းစကလေးကိုအစိတ်တင့်စေတတ်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှုရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ADHD ကုသမှု ADHD ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ဒါပေမဲ့ယောဂလက္ခဏာတွေကိုထိရောက်စွာထိန်းချုပ်ကုသနိုင်ပါတယ်။ စေဝါကူတောင်းမှုအာယုံစူးစိုက်မှုကိုမြင့်တင်ပေးပြီးတော့တက်ကြွလွန်နာကိုထိမ့်ချုပ်ပေးတဲ့စေဝါတွေနဲ့ကုသနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုတုံးများအပြုမှုဆိုင်ရာကုတုံးစိတ်ပိုင်းဆိုင်ရာစိတ်ပညာပိုင်းဆိုင်ရာပံ့ပိုးမှုများမိသားစုကုတုံးလူမှုရေးကျွမ်းကျင်မှုဆိုင်ရာသင်ကြားပေးခြင်းတို့လည်းကုသပေးနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းအာဟာရညညစွာစားသုံးခြင်း၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊အိပ်ရေးဝအောင်အိပ်ခြင်း၊အချိန်စရာဆွဲခြင်းတို့နဲ့လည်းကုသနိုင်ပါတယ်။ ADHD ဟာကလေးဘဝမှာစတင်ဖြစ်ပွားတဲ့ယောဂတစ်ခုဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ယောဂလက္ခဏာစတင်ချိန် ADHD ရဲ့ယောဂလက္ခဏာတွေဟာကလေးအသက်3နှစ်ကနေ6နှစ်အတွင်းမှာစတင်လေ့ရှိပါတယ်။ယောဂရှာဖွေတွေ့ရှိခံရချိန်ကလေးတွေကိုကျောင်းနေအရွယ်အသက်6နှစ်ကနေ12နှစ်အတွင်းမှာ ADHD အဖြစ်အများဆုံးယောဂရှာဖွေတွေ့ရှိရပါတယ်။ ။အကြောင်းရင်းကတော့အဲ့ဒီအရွယ်တွေမှာကလေးတွေဟာចောင်းစားတက်ရပြီးတော့အာယုံစိုက်ပြီးစာတန်ရတာ၊ထိုင်နေရတာ၊စီကန်းတွေလိုက်နာရတာစတဲ့လိုအပ်ချက်တွေများလာတာတွေကြောင့်သူတို့ရဲ့အာယုံစူးစိုက်မှုနဲ့တက်ကြွလုံတဲ့ပြဿနာတွေကပုံမထင်ရှားလာတတ်လို့ဖြစ်ပါတယ်။ဆရာဆရာမတွေဒါမှမဟုတ်မိဘတွေကဒီလက္ခဏာတွေကိုသတိထားမိပြီးတော့ကျန်းမာရေးပညာရှင်တွေစီကိုခေါ်ဆောင်သွားလိမ့်ရှိပါတယ်။သတိထားရမယ့်အချက်ကတော့ ADHD ဟာကလေးတွေမှာပဲဖြစ်တယ်။ကြီးလာရင်ပျောက်သွားတယ်ဆိုတဲ့အယူအဆဟာမှားယွင်းပါတယ်။ လူကြီးအများစုမှာယောဂလက္ခဏာတွေတက်တာတွားတက်ပြီးမဲ့လူကြီးတွေမှာဆိုရင်အာယုံဆိုင်ရခတ်တာအချိန်စီမံခံခွဲရခတ်တာစိတ်တူလွယ်တာစတဲ့လက္ခဏာတွေပိုပြီးတော့ထင်ရှားတတ်ပါတယ် ADHD ရဲ့ယောဂကြောင့်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့အဆိုးကျိုးများ ADHD ရဲ့အဓိကပြဿနာကအုံနှောက်ရဲ့စီမံခန့်ခွဲမှုစနစ် executive functions ချုံရွင်းနေတာဖြစ်တဲ့အတွက်ဘဝရဲ့နေရာဆုံးမှာအခက်အခဲတွေပေါ်လာတတ်ပါတယ် ကျောင်းသားဘဝမှာဆိုရင်စာမေးပွဲကြရှုံးတာကျောင်းထွက်ခြင်းစိတ်ဖြစ်တာတငယ်ချင်းနဲ့အဆင်မပြေတာခွဲခြားဆက်ဆံခံရတာကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ပါလာတာစိတ်ကြဝေဒနာစိုးရိမ်ပူပန်မှုများတာတွေကချက်ချင်းဖြစ်နိုင်ပါတယ်အလုတ်သမားဘဝမှာဆိုရင်တော့အလုတ်ပြုတ်တာအလုတ်မကြခဏပြောင်းတာအချိန်မလေးစားတာလစာနှိပ်တာလုံးဖို့ကိုင်ဖက်တင်တဲ့ပြိပခဖြစ်တာငွေကြေးစီမံခံကွယ်မှုညံ့ပြန်တာအကျွေးတင်တာတွေဖြစ်နိုင်ပါတယ်။ လူမှုရေနဲ့မိသားစုဘဝမှာဆိုရင်တော့မိသားစုတည်းမှာအငင်းပွားမှုများတာကားတိုက်မှုအန္တရာယ်များတာဆွဲလက်မှုပြဿနာတွေဥပမာစလိတ်အရက်ကွန်ပျူတာဂိမ်းတို့ဖြစ်ပါတယ်စိတ်ကြမ်းမှရေဆိုးပြားခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ရှင်အထူးသတိထားရမယ့်စုချုံများကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးတာကလေးဘဝကလေးကမင်းကညံ့နေမင်းကဂရုမစိုက်ဘူးဆိုတဲ့ဇာတ်ကားတွေကိုအကြိမ်ကြိမ်ကြားရပြီးတော့ကိုယ့်ရဲ့စွမ်းရည်ကိုမကြုံကြည်တော့တဲ့ self esteem ပြဿနာဖြစ်လာတတ်ပါတယ်ဆွဲလက်မှုများ ADHD ရှိတဲ့သူတွေဟာသူတို့ရဲ့စိတ်ကျဉ်နှံ့မှုအတွက်ဆွဲလန်းမှုတွေဖြစ်ဖို့လွယ်ကူပါတယ်။စလိတ်၊အရက်၊မူးယစ်ဆေး၊ဂိမ်း၊လောင်ကစားစတာတွေကိုဆွဲလန်းနိုင်ခြင်းပိုများပါတယ်။တခြားစိတ်ရောဂါများပူးတွဲဖြစ်ပွားခြင်း ADHD တခုတည်းကိုတော့မကူပဲထားလို့ရှိရင်စိုးရိမ်ပူပန်မှုတွေများတာ anxiety စိတ်ကြယောဂ depression စိတ်ဆိုးလွယ်တဲ့ irritability တို့လိုမျိုးနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေထပ်ဆင့်ဝင်လာတတ်ပါတယ်။အဲဒီဆိုးကျိုးတွေအားလုံးကကုသနိုင်ပါတယ်။ ADHD ကိုစေးဝါးအပြုတ်မှုဆိုင်ရာကုတုံလူနေမှုပုံစံပြောင်းလဲတာတွေနဲ့ထိထိရောက်ရောက်ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသတာကဒီနောက်ဆက်တွဲစိုးကျိုးတွေကိုကာကွယ်ရမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ADHD မှာကလေးတွေမှာတမကပဲလူကြီးတွေမှာလည်းရှိနေတတ်တာကြောင့်စောစောစစ်စစ်သိပြီးတော့တင့်တော်တဲ့ကုသမှုခံယူခြင်းဖြင့်ចောင်းစာတွေအလုပ်ခွင်တွေနဲ့လူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။ နောက်ပတ်တွင်မှာလည်းကျမတို့ရဲ့ K2 Health Season ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ကျန်းမာရေးအလှပဆိုင်ရာဆောင်းပါးတွေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရရှင်။